မင်္ဂလာပါမြစ်နာသတင်းချန်နယ်ရဲ့ပတ်စင် TV အစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်တိုင်းရင်းသားလူမျိုးစုတွေအတန်တွေကိုစူးစစ်တင်ဆက်ပေးမှာဖြစ်ပါတယ်မြစ်ဆုံစီမံကိန်းရန်နာထား၁၄နှစ်ပြည့်တဲ့နေ့မှာစီမံကိန်းကိုထောက်ရရက်ဆိုင်လိုက်ဖို့မြစ်ဆုံဒေသခံတွေကတောင်းဆိုလိုက်ပါတယ်ဗမော်မြို့ဘက်မှာစီရေးတင်မှနေဆဲဖြစ်ပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေ စစ်ကောင်မရှင်တပ်ရဲ့ရှီရန်ကာကင်းစကန်တွေကိုတိုက်ခိုက်သိမ်းပိုင်နေပါတယ်။စစ်ကောင်မရှင်ကရွေးကောက်ပွဲမတိုင်ခင်ကချင်ပြည်နယ်အတွင်းလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေခက်စိတ်စိတ်ပြုလုပ်လာတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။မြေဆုံစီမံကိန်းရန်နာထားတာ14နှစ်ပြည့်တဲ့နေ့မှာစီမံကိန်းကိုထောက်ရရပ်ဆိုင်လိုက်ဖို့မြေဆုံဒေသခံတွေကတောင်းဆိုလိုက်ပါတယ်။ တမန်တော်ဦးဒိဆိုင်အစိုးရလက်ထက်ကယာယီရပ်ဆိုင်ခဲ့တဲ့မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိုထာဝရရပ်ဆိုင်လိုက်ဖို့မြစ်ဆုံစီမံကိန်းရနာထားတာ14နှစ်ပြည့်တဲ့စက်တင်ဘာလ30နေ့မှာဒေတာခဏကတောင်းဆိုခဲ့တာပါစီမံကိန်းကိုစစ်အစိုးရလက်ထက်2009ခုနှစ်မှာစတင်ခဲ့ပြီး2017ခုနှစ်စက်တင်ဘာလ30နေ့မှာတမန်တော်ဦးဒိဆိုင်ကသူ့အစိုးရတက်တန်းကုံဆုံးတဲ့အချိန်ထိစီမံကိန်းကိုရပ်ဆိုင်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ် tên cho giáo dục học và xin mời mình cho mình cho một tên nào để việc giao dịch để xả ý tất cả anh em khi mà này ý luôn và có khi mà nó phải ăn được là cho anh để việc mình tất tất cho được ý mình mình sẽ mua khi mà luôn mình tự hiểu ăn được là mình ta ấy và một ý tên cho cái hạ sử dụng luôn và lấy tìm mộng nhưng đây mình mình sẽ kể bỏ một cộng ta nà khi mà mình tự cho một cộng ta nà và ạ kẹp ấy này ý và xin tên မြေဆုံစီမံကိန်းဟာမြန်မာတနိုင်ငံလုံးကိုထိခိုက်လာနိုင်တဲ့စီမံကိန်းကြီးဖြစ်တာကြောင့်ရဆိုင်ဖို့အတွက်မြေဆုံဒေတာခန့်တွေတမကတနိုင်ငံလုံးကပါဝင်ဖို့လိုရလို့မြေဆုံဒေတာခန့်အမျိုးသားတူကပြောပါရယ် Ja, und hier müssen wir mit ihm go, äh, at den gedun, zu kriegen, zu kriegen, ja, je, jetzt sein Schin, ja, re, du, na, an ich gut, go, ja, je, jetzt sein Schin, go, na, tau, ja, jetzt sein Schin, go, de, du, ka, an dem, mit Tasche, rong, um, das gut, ja, allam, re, na, re, go, und der, für, an den, Rudi Mechanik Kultur Nashago mal binela jungte senem jo jung jomsch gut drei kurenga အခုချိန်ထိမျက်စုံဒေတာဟာမပျက်စီးပဲဆက်လက်တည်ရှိနေတာကိုတွေ့မြင်နေရတဲ့အပြင်ဆက်လက်တည်ရှိနေဖို့မျှော်လင့်ကြောင်းလဲအထက်ပါမျက်စုံဒေတာခန့်အမျိုးသမီးကပြောပါတယ်နိုင်ငံရေးအလဲပြောင်းတွေကြောင်းမတည်ရှိတော့ပဲပျက်စီးသွားမှာကိုစိုးရိမ်မိကြောင်းနဲ့စစ်ကော်မရှင်ကနေမျက်စုံစီမံကိန်းဆက်လက်လှုံ့ဆော်ဖို့တရုတ်နဲ့သဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့အတွက် မကြခင်အကောင့်ထဲပေါ်ဆောင်ရွက်လာမှာကိုစိုးရင်မိတယ်လို့လဲအထက်ပါမြေဆုံဒေတာခံအမျိုးသမီးကဆက်ပြောပါတယ်။စေမံကိန်းကြီးကြောင့်မြေဆုံတီရှိရာတောင်ဖဲ့ကျေးရွာမှာနေထိုင်ကြတဲ့ဒေတာခံပြည်သူတွေကိုရွာကနေအောင်မြင်တာနဲ့မလီရန်ကျေးရွာကိုအတင်းအတမပြောင်းရွှေ့နေထိုင်စေခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ဒေတာခံတွေဟာမိမိနေရပ်ကိုပြန်လည်နေထိုင်ခွင့်နဲ့ ိမိတို့စိုက်ပျိုးမြေတွေကိုပြန်လည်ပိုင်ဆိုင်ခွင့်ကိုလည်းနှစ်ဆန်တောင်းဆိုနေကြပါတယ်။လက်ရှိအချိန်မှာကျေးရွာဒေသခံတွေစိုက်ပျိုးလုပ်ကင်ဖို့နဲ့ထရိတ်ဆန်ထိန်းချောင်းဖို့အတွက်တောင်းရွာအတွင်းအဝင်မခံပဲတခြားရွှေတူးဖွဲ့တဲ့သူတွေကိုတော့အဝင်ခံပြီးရွှေလုပ်ကင်စေခဲ့တဲ့အတွက်ရွာမြေတွေပျက်စီးကုန်ပြီလို့လည်းဒေသခံတွေကဆိုပါတယ်။စစ်ကော်မရှင်ခန့်ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထင်နံကမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီးဆယ်အမြင့်ကိုမူလရေးဆွဲထားတဲ့ပမာဏထက်နှိမ်ပြီးဆောက်လုပ်သွားဖို့တရုတ်ဘက်ကညှိနှိုင်းမှုတွေရှိရလို့ကြားသိရကြောင်း မနစ်2024ခုနှစ်ကမြစ်ချနာတရင်ချာနယ်ကိုပြောကြားထားပါတယ်ဗမော်မျိုးဘက်မှာစီးရီးတင်းမှနေဆဲဖြစ်ပြီးကချင်လွတ်လိုက်တက်မတော် KIA ကနေစစ်ကောင်စင်တပ်ရဲ့ရှီရန်ကာကင်းစကန်တွေကိုတိုက်ခိုက်သိမ်းပိုင်နေပါတယ်လက်ရှိမှာတိုက်ပွဲတွေဖြစ်ပေါ်နေဆဲဖြစ်တဲ့အပြင်စစ်ကောင်မရှင်ရဲ့ခြေလင်းတိုက်ရင်၄၉ရှေးတန်းကကင်းနေရာတချို့နဲ့၃မိုင်ဝန်းကျင်ကနေရာတချို့ကို စတင်မလာပထမအပတ်ကတင်ပိုင်နိုင်တာရှိရလို့ကချင်လူလိုက်ရဲ့အဖွဲအစည်းကန်ဦးကန်အင်းတရင်နဲ့ပြန်ချရေးတာဝန်ခံဘူမူချီနှုတ်ဘူးကမချနာတရင်ကြောင့်နေကိုပြောပါရယ်မန်မောမကတဲ့ကောမချန်ကိုတင်ညာနော့စတဲ့ခိုရဲမန်မောတင်လခွန်ကူပြင်ခန်းတဲ့မချန်နော့ကစတဲ့ KBC နကိုချုံမကောင်းနေခန်းတဲ့မချန်ကစတဲ့ရလာလေးဆေခုနနဆောင်လမ်ကခင်းရှာနေခန်းတဲ့မချန်ကစတဲ့တန်ချကာကာငါဘောလေဖီကန်တပ် မကတမုံမချန်နော့ကစားတဲ့ကိုရငါချန်ကစားတဲ့မစားကောရာကောရှန်တေမလကောင်လမ်ကိုတင်လုံဝါအန်ဒေရှင်လာကစားတဲ့မကစားပွိုင်ပင်အန်တေဘဲတင်လုံဝါရှန်တေဘဲအနင်ခါကစားတဲ့ကောကစားပွိုင်ပဲပင်ရခရငါစကောမရှင်တဘက်ကလေရင်လက်လက်ချင်းနဲ့ပြခတာတွေဆက်လက်ရှိနေစေဖြစ်ပြီးဘမုံမျိုးဘက်မှာတော့တိုက်ပွဲကြီးတက်သွားတာမျိုးမရှိဘူးလို့လည်းဆိုပါရယ် KAPDF ပူပေါင်းတပ်ဖွဲ့တွေကနေဒီဇင်ဘာလ၄ရက်နေ့ကစတင်လိုက်တဲ့ပမော်မြို့တိုင်းတိုက်ပွဲကာလဟာအော်တိုဘာလ၄ရက်နေ့မှာဆေးလာပြေခဲ့ပြီဖြစ်ပါတယ်။ KAPDF ပူပေါင်းတပ်တွေကနေသူစစ်စနေနေ့ကစပြီးတိုက်ပွဲကာလ၅လကျော်အကြာမေလ၂၀ရက်နေ့မှာပမော်မြို့ဘက်စစ်အင်အားစစ်လက်နက်တွေပို့ဆောင်ပေးတဲ့ရဟတ်ရင်30ထဲကအနက်စင်ကို KA နဲ့တပ်ပေါင်းစုကနေပစ်ချနိုင်ခဲ့တဲ့အပြင်ဘုကောလဒုတိယပတ်တွင်မှလည်းစစ်ကော်မရှင်တပ်ရဲ့ drone ၆စင်းကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ ကရင်တပ်ပေါင်းစုတွေကနေဗမော်မြို့အလုံးစုံတင်ပိုင်နိုင်ခြင်းမရှိသေးပေမဲ့မြို့ရဲ့နေရာအများစုကိုတော့ထိန်ချုပ်ထားနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ကြားပင်ဝိုင်းမော်လမြောင်စစ်မင်းအပြင်ဘက်တိုက်ပွဲဖြစ်ပွားနေပေမဲ့ကချင်လွတ်ရင်တမတော်ကရင်ဘက်ကနေတပ်စခန်းလည်းလွတ်လပ်ရတော့မျိုးမရှိဘူးဆိုတော့ကိုဗမုကြီးနှုတ်ဘူးရဲ့ပြပြချက်အရသိရပါတယ်။ဆေအုပ်စုရဲ့တပ်ဖြတ်မှုကြောင့်ကုလားရာအတွင်းကလေးငယ်222ယောက်တိတ်ဆုံးခဲ့ပါတယ် ဆိုးဆိုးရတဲ့ပြမှုကြောင့်2025ခုနှစ်ကုလသအတွင်းသိဆုံးခဲ့တဲ့အသက်16နှစ်အောက်ကလေးငယ်ပေါင်း122ဦးရှိရလို့နိုင်ငံရေးအကျဉ်းသားများကညီဆောက်ရှောက်ရေးအတွင်း EPP ရဲ့အစည်းအဝေးရသိရပါတယ်။အဲဒီအချိန်မှာစကိုင်းနိုင်ငံသိဆုံးသူ59ဦးနဲ့အများဆုံးဖြစ်ပြီးရခိုင်ပြည်နယ်ကတော့သိဆုံးသူ42ဦးနဲ့ဒုတိယအများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေဆုံးရတဲ့ဦးရေကတော့184ဦးနဲ့အများဆုံးဖြစ်ပြီးလက်လက်ချင်းနဲ့ပြစ်ခတ်မှုကြောင့်ဒေဆုံးမှုကတော့34ဦးနဲ့ဒုတိယအများဆုံးဖြစ်နေတာပါအနာသိမ့်ပြီးတဲ့နောက်စစ်အုပ်စုကြောင့်ဒေဆုံးခဲ့ရတဲ့ကလင်ကြီးစစ်စုပေါင်းကတော့အခုနှစ်စက်တင်ဘာလကုန်အထိ919ဦးရှိတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကလေကချင်ပြည်နယ်ဝိုင်းမုံမြို့နယ်စတုံမြို့ကဈေးနှိစာတင်ချောင်းကို စစ်အုပ်စုကလေကြောင်းဝါနေပုံချိခဲ့တာကြောင့်ကျောင်းသားကလေးငယ်2ဦးအပါအဝင်စစ်စုပေါင်း10ဦးသေဆုံးခဲ့ပါတယ်။လက်ရှိချိန်မှာလေစစ်ကော်မရှင်ဟာတိုက်ပွဲမဖြစ်ပွားပေတလိုင်းအားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေကဈေးရီစာတင်ချောင်းတွေကိုပိတ်မထားတိုက်ခိုက်နေတာဖြစ်ပါတယ်။အနာသိမ့်ပြီးရင်နောက်2025စက်တင်ဘာလကုန်အထိစစ်အုပ်စုကတပ်ဖြတ်လို့တည်ဆုံခဲ့ပြီးသူတွေချိန်မှာ နမင်းနေတကွာအတိပြုထားနိုင်သူ9330ဦးရှိပြီးအတိမပြုနိုင်တဲ့သူကတော့4000ဝန်းကျင်ကျရှိနေရလို့ ABB ကထုတ်ပြန်ထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမုံစီဒေသအတွင်းကရွှေတူးဖော်မှုကိုတားဆီးရင်ကိုကန့်တက်မတော် MNDAA ကပြစ်ခတ်တာကြောင့်အရတာတည်ဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအချိန်ကြာမြင့်လာပေမဲ့ဒီစီမှုမရှိသေးတာကြောင့်ကျန်ရှိနေသေးတဲ့တောင်းဆိုချက်တွေကို မြန်ဆုံးဆောင်ရွက်ပေးဖို့ဒေသခံတွေကဒုလားနေပါတယ်။အဲ့ဒီဖြစ်စဉ်အတွင်းအရတားတွေကိုပြစ်ခတ်တဲ့သူတွေကိုအပြစ်ပေးအရေးယူပေးဖို့နဲ့စေဖို့ဝါခအပြင်ထိုက်တင်တဲ့တံဖိုးပေးရဖို့စာရာတွေနဲ့ပတ်သက်ပြီးအမြန်ဆုံးဆောင်ရွက်ပေးစေလိုတာလို့ဒေသခံတအူကမြင်နာတဲ့တဲ့ဂျာနယ်ကိုပြောပါရတယ်။ Ande mun chwa ni gore ya sune ku ka ye ve na ande mi mi ma ta se mune mi kya kla ya na pe ke la rena de kya kla ya na pe la rena de ya ande si si ti pu se kung da ka ma bi nyang o do ande ke ku pran ya na pe ke la rena wan we pran ya na pe ko ke mi ma ta go rena အဲ့ဒီအချက်တွေနဲ့ပတ်သက်ပြီး MNDAA ရုံးချုပ်ကိုတင်ပြထားပြီးမဲ့အကြောင်းပြန်လာတာမရှိသေးတဲ့အပြင်အချိန်9လနီးပါးကြာမြင့်လာပြီးဖြစ်တာကြောင့်ဒီတိုင်းပြည်စည်းသွားမှာကိုဒေတာခန့်တွေစိုးရိမ်နေရလို့ဆိုပါရယ်ဒေတာခန့်တွေအနေနဲ့ပြစ်ခတ်မှုအတွင်းထိခိုက်သူတွေ ဆေးကုသခဲ့ခြင်းကဆေးဖိုးဝါခစရိတ်တွေနဲ့အကျွေးတင်နေရာကြောင့်အခက်တွေ့နေရတယ်လို့လည်းသိရပါဗျ။ဒါအပြင်အရက်သားပြည်သူတွေအနေနဲ့လက်နက်ကိုင်းအဖွဲ့တွေကိုအချိန်ပြည့်ပြောဆိုနေဖို့လည်းအဆင်မပြေသလိုနိုင်ငံရေးအခြေအနေကလည်းရှုပ်ထွေးနေရာကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးမကြာခဏပြောဆိုဖို့မဝင်ရဲပဲဖြစ်နေတယ်လို့လည်းသိရပါဗျ။အမှုခင်းဖြစ်ပွားခဲ့တဲ့နေရာမှာတော့ကိုကန်တပ်ဘက်ကလည်းရွှေတူးဖို့မှုလုံးဝမရှိတော့တယ်လို့ဒေတာခန်တွေကလည်းအဲ့ဒီနေရာမှာအသက်ဆုံးရှုံးသွားသူတွေရဲ့အမတ်သားကိုစိုက်ထူထားတယ်လို့သိရပါဗျ MNDA ကတော့တည်ဆုံသွားတဲ့အရသားတွေရဲ့နိုင်ကိစ္စကိုတာဝန်ယူပေးခဲ့တယ်လို့တာမြင့်နေရာမှာရွှေမတူဖော်ဖို့သဘောတူဆောင်ရွက်ပေးခဲ့ပေမဲ့တန်တောင်းဆိုချက်တွေကိုဆောင်ရွက်ပေးတာမရှိသေးတဲ့အတွက်အ мян ဆောင်ရွက်ပေးစေလိုတာလို့ဆိုပါတယ်။မုံစီဒေတာအတွင်းရွှေမတူဖော်ဖို့တာမြင့်ထားတဲ့နေရာမှာကိုကန့်တက် MNDA ကရွှေတူဖော်နေတာကြောင့်ပြီးခဲ့တဲ့ March လ9ရက်နေ့မှာကျေးရွာကော်မတီဝင်တွေတွားရောက်တာမြင့်ရာကနေအခြေအတင်ဖြစ်ပွားခဲ့ပြီးကိုကန့်တက်ဘက်ကတနက်နေ့ပြခတ်တာကြောင့်အရသာ6ရောက်တည်ဆုံးပြီး ခြားရာထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်စစ်ကောင်ရှင်ဟာရေကောက်ပွဲမတိုင်ခင်မြန်မာနိုင်ငံအနှံ့တိုင်းသားလက်နက်ကင်တွေတိမ့်ပိုက်ရယူထားတဲ့နေရာတွေကိုလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေခက်ဆစ်ဆစ်ပြုလုပ်လာပါတယ်ရေကောက်ပွဲအပိုင်းတစ်ကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်သွားမယ်လို့ဩဂုတ်လ20နေ့ကထုတ်ပြန်ကြေညာထားတာပါအဲဒီလိုရွေးကောက်ပွဲကျင်းပမဲ့ရက်မတိုင်မီစစ်ကော်မရှင်တပ်ဟာ လေကြောင်းတိုက်ခိုက်တာကိုပုံမလုံးဆောင်လာနေပြီးကချင်ပြည်နယ်ကိုစစ်ရေးပြင်းမှတ်တစ်ခုအဖြစ်လေကြောင်းစစ်ဆင်ရေးလှုပ်ဆောင်နေရလည်းဖြစ်ပါတယ်။မနေ့ကစက်တင်ဘာလ29ရက်နေ့ကဆိုရင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကတိုက်ခိုက်တင်းပိုက်ထားတဲ့စစ်တုံးမျိုးအပါအဝင်ပဲခူးတိုင်းကျုပ်ပင်ကောင်းမျိုးတနေရာနဲ့မန္တလေးတိုင်းစင်ကူးမျိုးနယ်တနေရာအပြင်အရခတ်တပ်တော် AA ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်ပလောဝါမျိုးတို့ကိုပါလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးပြည်သူတွေထိခိုက်ဒေဆုံးခဲ့ပါတယ်။ကချင်ပြည်နယ်အတွင်းကလက်ရှိစစ်ရေးအခြေအနေကတော့ စစ်ကော်မရှင်တပ်ဟာဖက်ကန်ဒေတာအပြင်ဝိုင်းမော်လမြန်စစ်မျက်နှာနဲ့ဗမော်စစ်မျက်နှာပြင်ပန်းအင်အားအလုံးရင်းနဲ့မြေပြင်ထိုးစစ်တာမကလေကြောင်းအင်အားနဲ့ပါတိုက်ခိုက်နေတဲ့အခြေအနေပါစစ်ကော်မရှင်ဘက်ကလာမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းသားလက်နက်ကင်တွေအုပ်စိုးထားတဲ့နေမြေတွေကိုနေမြေစုံမှုမှုရရှိဖို့အတွက်လေကြောင်းအကူအညီတွေနဲ့ပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်မှဖြစ်ကြောင်းနဲ့လက်ရှိမှာလည်းပြုလုပ်လက်ရှိနေကြောင်းစီရင်တဲ့နိုင်ငံရေးတုံးတက်သူတူဦးကအခုလိုတုံးတက်ပြောဆိုပါတယ် စစ်ကော်မရှင်ဦးဆောင်ပြီးလို့ပဲရုပ်ောက်ပွဲတော့တရားမျှတမှုမရှိဘူးပြည်သူတွေမထောက်ခံပေးမဲ့သူကဖြစ်အောင်တော့လုပ်မဲ့သဘောတော့ရှိတာပေါ့အဲအဲ့ဒါကြောင့်တိုင်းဒါလက်နက်ကိုင်တွေရဲ့နေမျိုးတွေကိုနေမျိုးစုမမှုရအောင်လေချောင်းကူညီနဲ့ရအောင်တော့လုပ်မှာပဲရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာချက်ထုတ်ပြန်တဲ့နောက်ပိုင်းဩဂုတ်လနဲ့စက်တင်ဘာလအတွင်းဖက်ကန်ဒေတာဘက်စစ်ကော်မရှင်တပ်ဘက်ကနေလက်နက်ကြီးနဲ့ဒရုန်းပုံကျဲတိုက်ခိုက်တာတွေခက်ဆစ်ဆိတ်ပြုလုပ်လာပြီးလေချောင်းတိုက်ခိုက်မှုလည်းပြုလုပ်ခဲ့ပါတယ် ไม่ว่าก็ชิลาไปก็นั่งไปด้วยสิละคันนั่งไปก็นั่งก็ได้คุ้มครองก็ได้ดูเองนี่ว่ามาสิละชิ้นนี้ชิวว่ามาได้ว่ามาว่ามาคุยยันนัดว่าก็มาคุยลาไปนี่ละสั่งก็นั่งก็ที่ที่ตาตาจีสังยองบักคาปตาก็นั่งกองก็มีแต่หวังสิ่งหนึ่งอ่ะก็มีว่ามาได้ในตุ๊กปีนี้ မြန်မာသတင်းချန်နယ်ရဲ့ကောက်ယူထားနေတဲ့စာရင်းအရစစ်ကော်မရှင်ရဲ့ဒရုန်းလက်နက်ကြီးပစ်ခတ်မှုအတွင်းဖက်ကန်ဒေတာခံပြည်သူ15ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေပါရှိခဲ့တာပါတနိုင်းမြို့နယ် KIA တပ်မဟာနဲ့တိုင်ရင်45ရှင်ဘူရောင်မြို့နယ်မှာလဲစက်တင်ဘာလ25ရက်နေ့မနက်က Y12 လေယာဉ်အမျိုးအစားနဲ့ပုံကျဲတိုက်ခိုက်တာရှိရလို့ဆိုပါတယ်စက်တင်ဘာလ18ရက်နေ့မှာရွှေကူမြို့နယ်က KIA ထိန်းချုပ်ရာနေမြေဘက်စစ်ကော်မရှင်ရဲ့လေယာဉ်ပုံကျဲတိုက်ခိုက်မှုကြောင့် စစ်တပ်နဲ့တရုတ်နေသူ19ဦးသေဆုံးခဲ့ရတဲ့ဖြစ်စဉ်အပြင်စက်တင်ဘာလ22ရက်နေ့နေ့လယ်နာရီကျော်အချိန်မှာလည်းပချင်လွတ်လပ်ရေးတမတော် KIA ထိန်းချုပ်ထားတဲ့ဆော့လိုမြို့နယ်လန်ဆယ်ရွှေမော်ဒီတာဘက်လေရင်နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ2ဦးသေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရသူတွေပါရှိခဲ့ပါတယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စဒုံမြို့အတွင်မနေ့ကစက်တင်ဘာလ29ရက်နေ့မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်ပြီးတရက်အတွင်းမှာပဲအရတားပြည်သူ10ဦးအသက်သေဆုံးခဲ့ပြီး 6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒါကြောင့်စက်တင်ဘာလအတွင်းမှာပဲကချင်ပြည်နယ်ဘက်စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသူ28ဦးအထိရှိပြီလို့ဆိုရမှာပါ။စစ်ကော်မရှင်ဘက်ကလေရင် drone နဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်တာတွေကြောင့်ပြည်သူလူထုတွေအနေနဲ့တည်င်းအမြန်နှားဆွင့်ရမယ်လို့လည်းဗိုလ်မှူးကြီးနော်ဘူးကအခုလိုတတိပေးပြောကြားပါဗျ။အန်ဒီယာမြေမုန်တန်ကိုလည်းနေချင်နေ ကျမကျန်ကောတော့ကောလချာဝါရမုံသာတပွိဘလောနာရဲမချောမြင်ဖြင်ကောမုံကမ်တန်လာမယူနာအန်ဒေမုံချင်မုံချွာငါမချာအရှာတေမုံအတန်တုတ်ဘုံလီတေပုံချခတ်ဘုံတေပုံချခတ်တကနာကပါနေကပံရေအမချောအန်ဒေမုံချင်မုံချွာမုံအချီကာမုံပညာမတတနာရဲတင်ငါ င်ခွာရှင်လုံလာမမတူအရှင်လုံမခါရဲကတုတ်နေထူတာဇွန်နေနေရှိကမ်တာတဲ့ဇွန်နေနေစတိမချာဇွန်နေနေတင်ရန်ကလောနာမရံဘူကာပေါမုံမရှာဖုံကျော်မကျော်အလမ်နကောမိုင်ဘင်းတရမ်အန်တလမန်ကောပွဲကမ်ရာပရမပွဲရှိရာကလောမရှာဖုံမကျော်အနေကောအိုင်ဘင်းတရမ်ပွဲကမ်ကငုနာကျုံပဲအဇွန်မီယိုရဲလေကြောင်းနဲ့လက်နက်ကြီးရန်ကြောင့်ပြည်သူလူထုအနေနဲ့ ပွဲလန်းတပင်လူစုလူဝေးပြုလုပ်တာတွေကိုရှောင်ကျဉ်ဖို့လဲကချင်လွတ်လပ်ရေးတပ်မတော် KIO KIA တည်တင်းနဲ့ပြန်ကြားရေးတာဝန်ခံဘူမူကြီးနော်ဘူကဆက်လက်ပြောဆိုထားပါတယ်စစ်ကော်မရှင်ကနေပြုလုပ်မဲ့လာမဲ့ရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲပြုလုပ်သွားမှာဖြစ်ပြီးအပိုင်း၁ကိုတော့ဒီဇင်ဘာလ28ရက်နေ့ပြုလုပ်သွားမှာဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲအပိုင်း၁ကိုတော့မြို့နယ်102မြို့နယ်မှာပြုလုပ်သွားမှာဖြစ်တဲ့အပြင်ရွေးကောက်ပွဲအပိုင်းတစ်ခုနဲ့တစ်ခုကြားအများဆုံးနှစ်ပတ်ပဲခြားပြီးတော့ပြုလုပ်သွားမယ်လို့ဆိုထားပါတယ် ကျင်းညာချက်အရကချင်ပြည်နယ်အတွင်းကမချင်းနာမြို့နယ်အပေါ်ပင်တနိုင်းခေါလံဖူးနောင်မွန်ပူတာအိုမိုးညင်းစတဲ့မြို့နယ်တွေမှာရွေးကောက်ပွဲအပိုင်းတစ်ကိုကျင်းပသွားမှာဖြစ်ပြီးလက်ရှိ KOKA တိမ့်ပိုက်ထိန်းချုပ်ထားတဲ့ကျဖွေမြို့နယ်၊ဆော့လော်မြို့နယ်၊စွန်ပရာဘုတ်မြို့နယ်နဲ့ငကြင်ယံမြို့နယ်တွေမှာတော့ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ဆိုထားပါတယ်။ကချင်ပြည်နယ်မှာမြို့နယ်၁၈မြို့နယ်ရှိတဲ့အတွက်ဂျန်တဲ့မြို့နယ်၈မြို့နယ်ဖြစ်တဲ့ဖက်ကန်ဘမော်မချန်ဘော့မိုးကောင်းမိုးမောက်မန်စီ ရွှေကူနဲ့ဝိုင်းမော်မြို့နယ်တွေမှာတော့ရွေးကောက်ပွဲဆက်လုပ်မလုပ်ဆိုတာကိုတော့စစ်ကော်မရှင်တပ်ကနေမကြေညာသေးပါဘူးစစ်ကော်မရှင်ကနေဗမာမြို့မှာမဲယုံမဲပုံးတွေထောင်နိုင်အောင်စ조사လာနိုင်တာကြောင့်တိုက်ပွဲပုံမပြင်းထန်လာနိုင်တယ်လို့ဗိုလ်မှူးကြီးတော်ဘူးကတုံ့တပြောဆိုထားပါတယ်စီရဲအခြေအနေနဲ့ပတ်သက်ပြီးဗမာကမ္ပတီလန်းနဲ့ဝိုင်းမော်ကျွေလန်းကိုပြန်လည်ထိန်းချုပ်ရယူဖို့အစီအစဉ်နဲ့စစ်ကော်မရှင်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာလမ်းမြစစ်မျက်နှာပြင်ပအင်အားအများအပြားနဲ့တိုက်ခိုက်နေတဲ့အခြေအနေဖြစ်တယ်လို့တုံ့တပ်မိတဲ့အကြောင်း ကချင်လူလာရဲ့အဖွဲ့အစည်း KOKA ဒေသနဲ့ပြန်ကြားရေးဌာနရဲ့တည်င်းထုတ်လွှင့်ချက်အရာတည်ရပါတယ်။တိုက်ပွဲအတွင်းကချင်ပြည်နယ်ဝိုင်းမော်မြို့အတွင်းကစစ်ကော်မရှင်တပ်ရဲ့58တပ်ရင်းတစ်ခုကလွဲရင်ဝိုင်းမော်လိုက်စားလမ်းပိုင်းကစစ်ကော်မရှင်ရဲ့အထိုင်တပ်စခန်းကြီးတွေအားလုံးကို KIA ကနေတင်ပိုက်ထားနိုင်တဲ့အပြင်ဝိုင်းမော်မရှောင်းလမ်းဘက်ကစတုံးကမ်ပိုင်တီအပြင်ချစ်ဖွေဆော့လော်စားတဲ့နေရာတွေကိုပါတင်ပိုက်ထားတာပါ။ကချင်ပြည်နယ်ရဲ့လက်ရှိစစ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးဖက်ကန်ဒေတာ အင်ဒိုဂျီလန်ဆယ်ဝိုင်းမော်လမြန်စစ်မျက်နှာပြင်နဲ့ဘုံမော်မြုပ်ပတ်တွေမှာနှစ်ဖက်စစ်ရေးတင်းမာနေရလဲဖြစ်ပါတယ်။မြစီနာသတင်းချန်နယ်ရဲ့ TV အစီအစဉ်ကိုအပစင်ဂျာတာပရင်းနဲ့မနေ့၈ရက်တိုင်းမှာတင်ဆက်ပြီးတော့မှာဖြစ်တာကြောင့်မြစီနာသတင်းချန်နယ်ရဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုစိတ်နှလုံးသုံးပါစမ်းမချမ်းသာကြပါစေ။